င်းလိန်လဲမှုလုတ်ကိုင်းတဲ့ရာဇဝတ်ခိုင်းတွေမှာဂျိုရုအင်တာနက်ဝန်ဆောင်မှုတွေအသုံးပြုတာမြင့်တက်လာတဲ့ဆိုတဲ့သတင်းတွေကြောင့်မြန်မာကြားဖြန့်စင်တာတွေရှိ Starlink စက်ပေါင်း2500ကျော်ကိုပိတ်ပင်ခဲ့တယ်လို့ SpaceX ကုမ္ပဏီကထုတ်ပြန်ခဲ့ပါတယ်။ကြားဖြန့်အွန်လိုင်းလိန်လဲမှုတွေဟာမြန်မာနိုင်ငံမှာဆီယနာသိမ်းပြီးနောက်ပိုင်းအချိန်ဟုန်နဲ့တည်ရှိလာပြီးအီလွန်မက်ပိုင်ဆိုင်တဲ့ဂျိုရုကွန်ရက်ကတက်ဆင် Starlink ဆက်တွေကိုတက်ဆင်ကအင်တာနက်အသုံးပြုလိမ့်လည်လာကြတာဖြစ်ပါတယ်။ အကျိုးကျေးဇူးကြီးမားတဲ့တူညီတဲ့ဤပညာဟာလည်းအလွဲသုံးစားလုံးနိုင်တဲ့အနေရှိတယ်။အကျန်းဖတ်မှုလို့သတ်မှတ်နိုင်တဲ့ဖြစ်တောင်ဖြစ်ခဲ့အခြေအနေတစ်ခုဆိုရင်ကျွန်တော်တို့ကမ္ဘာတဝန်းမှာရှိတဲ့တရားဥပဒေစိုးမိုးရေးအေဂျင်စီတွေနဲ့ပူးပေါင်းတာလိုမျိုးတင့်တော်တဲ့ရေးရမှုတွေဆောင်ရွက်သွားပါမယ်လို့ Starlink လေပတ်ရေးတူကထလူရန်ဒရီယာကပြောဆိုခဲ့ပါတယ်။မြန်မာနိုင်ငံမှာတရုတ်ရာဇဝတ်ခိုင်းတွေရဲ့ကြားဖြတ်လုပ်ငန်းဝင်မှာနိုင်ငံအနှံ့အမြင့်တွေနေပြီးအထူးသဖြင့်ထိုင်းမြန်မာနယ်စပ်တစ်လျှောက်ရှိရှမ်းမြောက်ဒေသ မြဝတီဖျားသုံးစုစတဲ့ဒေတာတွေဟာကြားဖြတ်လုပ်ငန်းခွင်တွေအခြေဆိုင်ကြောင်းအမည်ထင်ရှားတဲ့ဒေတာတွေဖြစ်ပါတယ်။ဒါအပြင်စစ်ကောင်မရှင်ကလည်းထိုင်းမြန်မာနယ်စပ်ရှိ KK ဘက်အွန်လိုင်းလိမ်လည်မှုစင်တာကိုဝင်ရောက်စီးနှင်းကစတားလင်းဆက်တွေကိုသိမ်းဆည်းခဲ့ကြောင်းကိုပြီးခဲ့တဲ့ရက်ပိုင်းကပဲလိမ်လည်သတင်းထုတ်ပြန်ခဲ့ပါတယ်။